ဒီ Miss Grand International ရဲ့နောက်ထပ်ကြရက်တစ်ခုကကြတော့အာတရန်နာအပ်ဆူရှင်ပြင်သစ်အလှမယ်ကလည်းတိုက်တန်ကနေနှုတ်ထွက်ကြောင်းဝမင်းညာသူဗီဒီယိုတင်လာရတယ်ပေါ့နော်ဆိုတော့သူနှုတ်ထွက်ရတဲ့အကြောင်းရင်းကိုဒီဗီဒီယိုကြည့်တယ်ဆိုလို့ရှိရင်အချက်အာ၅ချက်ကိုတွေ့တယ်ပေါ့နော်အာနံပါတ်1အချက်ကကြတော့ဒီ lack of support and respect from the organization organization ကနေဒီလေးစားမှုမရှိဘူးအာကုညီထောက်ပံ့ပေးတာမျိုးမရှိဘူးဆိုတဲ့ဟာကိုပြောတယ်ဆိုတော့ ဒါကြတော့ပေါ့နော်ဒီဒီလာဘိုင်းတွေအတွင်းမှာသူမနဲ့ organization ကြားမှာဒီသို့လို့သို့လို့တွေပြီးရင်တော့ဟိုသဘောထားတိုက်ဆိုင်မှုတွေမပြည့်လည်မှုတွေ public attack တွေရှိခဲ့တယ်ပေါ့နော်ဒါမဲ့လည်း organization ကနေသူမအတွက်ဒီကောက်ွယ်ပေးတာမျိုးထောက်ပံ့ပေးတာမျိုးမရှိဘူး um အားပေးတာမျိုးမရှိဘူးပေါ့နော်သူမကနေ organization ရဲ့ image ကိုဒီကောက်ွယ်ဖို့အတွက်သူမအားထုတ်တယ်စူးစမ်းတယ်ဆိုပေမဲ့လည်း organization ကနေသူမနဲ့ဒီသူမဘက်ကနေယက်တီပေးတာမျိုးမရှိဘူးလို့ပြောတယ် နံပါတ်2ကကြတော့ exclusion နဲ့ဒီဖက်ကျင်ခံရခြင်းပေါ့နော်ဒီဖက်ကျင်ခံရခြင်းဆိုတာကိုဘာကြောင့်သူမဒီခံစားရလဲဆိုလို့ရှိရင်ဒီ Teresa ကသူမကိုဒီ WhatsApp မှာ block တယ်ပြီးရင်နောက် Teresa ရောနဝက်ရောသူမကို Instagram မှာ unfollow လုပ်သွားတယ်ပေါ့နော်ဒါတွေကသူမကိုဒီအာဒီတတိလေးနဲ့ပျောက်ကွယ်သွားခြင်းစိုက်ဖြစ်အောင်ကိုသူမကိုလုပ်တယ်ဆိုပြီးပြောတယ်ပေါ့နော်အဲနောက်တစ်ခုကကြတော့ lack of clear communication ဆိုတော့ ဒီပွင့်လင်းမြင်သာတဲ့ဒီဆက်ဆံရေး organization နဲ့ဒီမှာဂျာမမရှိဘူးလို့ပြောရတယ်ပေါ့နော်ဒီဂျာထဲမှာဒီမှာအနေနဲ့ပေါ့နော်ဒီဒီမှာ status နဲ့ပတ်သက်ပြီးတော့ဒီထုတ်ပြန်ပေးဖို့ဒီ official letter ထုတ်ပြန်ပေးဖို့ organization ကိုဒီတောင်းဆိုပါတယ်တောင်းဆိုခဲ့တယ်တဲ့ဒါပေမဲ့ organization ကပေါ့နော်လုတ်ပေးတာမျိုးမရှိဘူးပေါ့နော်အဲ့လိုမျိုးပြောတယ်အဲနောက်တစ်ခုကကြတော့ဘာလဲဆိုတော့ဒီ uh desire for mutual respect ဒီအပြန်အလှန်ချစ်ခင်လေးစားမှုအပြန်အလှန်လေးစားမှုကိုဒီမှာလိုချင်တာဒါမဲ့လည်းတဲ့ဒီ organization ကပေါ့နော်ဒီအပြန်အလှန်လေးစားမှု ဟိုမျိုးဖန်တီးတာမျိုးမရှိဘူးပေါ့နော်နောက်တစ်ခုကကြတော့ဒီ personal integrity ပေါ့နော်သူမရဲ့ဒီတကူရေးဆိုင်ရာအာတမာဒီကြောင့်ပေါ့နော်ရွေးချယ်လိုက်တာဖြစ်တယ်လို့ပြောတယ်ဆိုဘာလို့လဲဆိုတော့သူမကပေါ့နော်ဒီထက်ပိုပြီးတော့ဒီလေးစားမှုဒီတမာဒီအကောင့်နဲ့ organization နဲ့ပဲအလုပ်လုပ်ချင်တယ်ဒီ organization နဲ့အလုပ်မလုပ်တော့ဘူးဆိုပြီးတော့အဲ့လိုမျိုးပြောလိုက်တာဖြစ်တယ်